စားတိုင်းတော့ဆရာမင်းသားလို့မပြောဘူးဟုတ်လားအယောတမန်ပဲပြောတာမမင်းသားတို့ရုပ်ရှင်မရုပ်ရှင်လည်းမကြည့်ဘူးဝါသနာမပါတာပေါ့မင်းသားလည်းမမကြိုက်ဘူးသူပြင်နေရှင်ကတော့သိခံရတာပေါ့ယောက်ျားကတော့ကိုချစ်လို့ယူထားတာလေအတဝင်းတို့လိုက်ပါလေအမမပြောသူလည်းသူ့လို့သူ့လို့တာအသူများဆိုလာပြောတာပေါ့မမတော့ဘလို့အော်သူရုပ်ရှင်ရိုက်နေတာပဲအဲအဲ့လိုမျိုးပေါ့ဇနီးတွေကတော့ကျွန်တော်နဲ့ပတ်သက်ပြီးတော့ဟိုးအရင်တော့ကလည်းစညာတဲ့ကလည်း possible possible ပေါ့ possible possible ကျွန်တော်တယ်ပြောပါဆိုကလေးတယောက်တော့ သူ့သားသမီးတွေဆုံးမတယ်လို့မျိုးကျွန်တော်ဘူးဆုံးမတယ်။မအားတော့အခုတည်းတည်းပေါ့နော်။စာညာတဲ့ကမိသားစုကအေးအေးချမ်းချမ်းနဲ့ဖြတ်တန်းလာတော့စိတ်ချမ်းသာပါတယ်။တော်လေကျေးဇူးလည်းတင်ပါတယ်လို့ဆက်ရှင်နေတာကာလာပါလုံးမညုံမငင်မတောင်းမတပဲနဲ့အစအစအရာပါဖြူရဲ့ဇနီးတဲ့အထူးပဲကျေးဇူးတင်ပါပြီ။မင်္ဂလာတက်တန်းဟာ18နှစ် ကလို့လားအသမီးဆက်ခွန်လေးပြေကုန်မယ်လေဟောနေဖိုင်ကြီးတာမပါတော့ဟောဆော့ဆော့ဆက်ဆက်ပဲထားပါတော့ဆက်ပါနေဟိုကြိုက်တာပြီးတာဖိုင်ကြီးဟောဆော့တော့မင်္ဂလာတတော်ပြောတာမင်္ဂလာတတော်ဆက်ရှင်နဲ့ဆက်ရှင်နဲ့အမေကမွေးခဲ့လို့လူဖြစ်ခွင့်ရပဲအရွယ်တခုပေါ့အမေရဲ့မိဘရဲ့ကျေးဇူးပြီးရင်ပါခင်ကျေးဇူးပါနိုင်ရှင်လို့မျိုးအနန္တပါပဲအမတန်မောက်ကိုကျေးဇူးအနန္တကြီးပါတယ်ကျွန်တော်တို့ဒီလိုမျိုး လို့ခေါ်မယ်။တူနယ်တန်းနိုင်လုံနယ်ကင်နိုင်တဲ့အနေနဲ့တခုမှမိပါတယ်နှစ်ပါးလုံးမရှိပါဘူး။အဲ့တော့မရှိခဲ့စဉ်အခါတုန်းကလည်းတန်းနယ်တလို့လုံကင်ကျေးဇူးဆက်ရှိတဲ့အခါကျတော့တတိယတော့ဒီနေရာမှာအမိနဲ့အတူတော့ဇနီးသားများဇနီးမယောင်အမိနဲ့အတူတော့ဇနီးမယောင်အမနဲ့အတူတော့ဇနီးမယောင်တခိန်နဲ့အတူတော့ဇနီးမယောင်မိတ်ဆွေကောင်းနဲ့အတူတော့ဇနီးမယောင်ဖက်ဖက်ကပါရင်ဖြစ်နေတဲ့ဇနီးမယောင်ဒါကျွန်တော်၁၈နှစ် အနေထားတစ်ခုအထိကိုသူ့ကြောင့်လည်းကျွန်တော်တစ်ခါမှနေကြခဲ့ရဘူးစိတ်ဆင်းရဲမှုမရှိခဲ့ရဘူးကျွန်တော်ကြောင့်လည်းနေကြခဲ့ရတယ်စိတ်ဆင်းရဲမှုလေသူ့မှာကြုံရတာအရှင်းဆုံးပါတော့ဆိုတော့အဲ့ဒါကိုလည်းသူ့အနေနဲ့တကယ်ကိုမြတ်တာတွေမတန်မြောက်များစွာနဲ့ဒါလုံးကျုံစွာနဲ့ဒါနွနွထွထွနဲ့ကျွန်တော်အပေါ်မှာမိခင်တယောက်လို့ဒါကျွန်တော်ဆက်ဆံနေပြီးစွာနဲ့မြတ်တာတရားအကြောင်းတရားတွေပေါ့ဇနီးတွေကတော့ ကျွန်တော်လည်းပတ်သက်ပြီးတော့ဟိုးအရင်တော့ကလည်းစညားတဲ့ကလည်း possible possible ပြောတယ် possible possible ကျွန်တော်တယ်ပြောပါဆိုခလေးတယောက်လို့သူသားသမီးတွေဆုံးမတယ်လို့မျိုးကျွန်တော်အခုဆုံးပါတယ်ဆရာမလည်းဆရာမဆိုတော့နော်အဲ့လိုဆုံးပါတယ်သူကတော့ဒါကျွန်တော်တို့လက်ထောက်ကွန်ပျူတာလှုပ်ဆောင်ရင်းမှုအနေထားနဲ့ဟိုကထွက်ခဲ့ရတော့သားသမီးနှစ်ယောက်ကတော့ဘလုံးမအောင်ဒါကိုပြန်မလှည့်နိုင်တော့ဝန်ထမ်းဘက်ကိုပြန်မလှည့်တော့မလှည့်နိုင်တော့ထွက်တာကြာပါတယ်စကြိမ်တော့ ဆရာမင်းသားလုံးပြောဘူးဟုတ်လားအယိုးတမန်ပဲပြောတာမမင်းသားတို့ရုပ်ရှင်မရုပ်ရှင်လည်းမကြည့်ဘူးဝါသနာမပါတာပေါ့မင်းသားလည်းမမကြိုက်ဘူးပြောပြောမယ်ဒီရင်မင်းသားတွေပြောမှဆိုလို့အဲ့ဒါနောက်မှတငယ်ချင်းကပြောတာဗီဒီယိုထဲမှာတွေ့တယ်မဟုတ်ပါဘူးအဲ့ကြမှာဟုတ်တယ်တဲ့မင်းကမပြောတာမင်းကမင်းသားရုပ်ရှင်ကြည့်ဖို့လည်းစိတ်ဝင်စားဘူးတော့မင်းသားလည်းမကြိုက်ဘူးဆိုတော့လေသူကပါပြောသူအမကလေအမယူမင်းသားမယူအမအဲ့လောက်တော့ပြောတာ မင်းသားဆိုကိုစိတ်ညစ်ရမယ်လေကိုလည်းအနောက်ကမလိုက်နိုင်ဘူးလေအဲ့လိုမျိုးတွေပေါ့ဒါကြတော့မင်းသားနဲ့ညာတာသူပညာရှင်ကတော့သိခံတာပေါ့သိခံတော့ဒီလိုလေဟိုဘလို့ခေါမလဲဆိုတော့အမအရင်တည်းကလေ ယောက်ျားတော့ကိုချစ်လို့ယူထားတာလေအဲတဝင်းတို့လာပါလေအမမပြောသူလည်းသူ့လောက်သူ့လောက်တာအသူများဆိုလာပြောတာပေါ့ဘမာတော့ဘလို့အော်သူရုပ်ရှင်ရိုက်နေတာပဲအဲအဲ့လိုမျိုးပေါ့မင်းသမီးတွေဆိုတချို့ဆိုစတာရှိတချို့တွေဆိုရင်လေအဲ့လိုအိမ်လာတယ်လာလည်းနဲ့စတာပေါ့အဲ့ဒါအမတဝင်းမတို့တက်ဘူးတဲ့မဟုတ်သူတို့ကြောင့်လည်းကိုသိနေပြီလေတဝင်းတို့နေကိုစိတ်မရမယ်အားအကြောင့်မို့ကိုလို့ကိုလောက်တယ်သူလည်းသူ့လောက်သူ့လောက်တယ်နောက်ဆရာကလည်းဟိုအိမ်အောင်ရှိဆိုကိုကိုသိတယ်လေအဲအမကလည်းလိုက်ပြီးတော့ ချုပ်ချဲဘူးဆရာသွားတဲ့နောက်လည်းတကောက်ကအမလိုက်တတ်တဲ့အချက်မရှိဘူးနောက်တော့ဆရာတခုဟိုအရင်တော့အဲ့လိုမျိုးရုပ်ရှင်ရိုက်တော့ပတ်စံလဲနဲတာပေါ့နော်အဲအဲ့လိုရလာတဲ့ပတ်စံကိုအိမ်ကိုကုန်မပါလာဘူးအဲမီတိုမန်တို့ပြောတယ်မိမသသိန်းသသိန်းလောက်တောင်းတယ်နောက်ပြီးအကုန်ပြန်ပေးခဲ့သူ့ရဲ့စိတ်လေအဲသူ့ရဲ့စိတ်ကအဲ့လိုမျိုးမာတော့အခုတည်းတည်းပေါ့နော်စာညာတဲ့ကမိသားစုဘဝအေးအေးချမ်းချမ်းနဲ့ဖြတ်သန်းလာတော့ စိတ်ချမ်းသာပါတယ်တော့လေကျေးဇူးလည်းတင်ပါတယ်လို့ဘာပဲဖြစ်ဖြစ်ဆရာကဟိုဒီလိုသာပြောတာလေရတဲ့ပတ်စံမှန်တယ်ဗျာကိုယ်ပဲအတားအဲ့လိုမျိုးဟိုစာချုပ်ချုပ်တော့ကလည်းကိုကိုတိုင်းပဲသွားယူရတာပဲဒါပေမဲ့ရုပ်ရှင်ရိုက်တော့စာချုပ်တွေချုပ်နောက်မှသူပြန်တောင်းတောင်းမယ်လေအဲ့လှူမယ်တမ်းမယ်ဆိုရင် ဘာပဲပတ်စံရရအရင်ဆုံးကို့အရင်ပေးတယ်ဘာလိုချင်လဲဆိုအကုန်ဝယ်ပေးတာဟုတ်ပြီဗျသူလက်ထဲမှာပတ်စံတပြားမရှိဘူးမလည်းမကင်တတ်တာသူတဲ့ပေးကင်တယ်မကင်တာတချို့လူတွေကလည်းပြောတယ်အဲနဲ့ဆရာကလည်းပတ်စံသားပါဖြစ်တာလေပတ်စံလက်ထဲမှာအမရှိရပဲလန်းလန်းတောင်းနေတာဟုတ်အဲ့တော့ကို့ကိုယူထားအဲ့ဒါကြအဲ့အမစီကံလိုက်တာဒါသူကလေပတ်စံပေးရင်ဆူထားတယ်သူလိုချင်တဲ့ခါရင်ထုတ်ဝယ်တယ်သမီးကအဖေနဲ့တူတူပဲမင်းမရှိတော့ဘူး ်ဘယ်တော့သက်ရှိနေတာကယနေ့ယခုအချိန်ထိဝေဒနာရှင်အမျိုးတွေပိုင်ဖြည့်တဲ့6နှစ်อืมနေတာတခုဒါဟိုဘက်ပြောမှဆိုလို့ရှိရင်12နှစ်ပေါ့နော်อืมအဲ့ဒီတော့ဘောင်း session နဲ့ session နဲ့တာကာလမှာမပူပဲမချောင်းမကြမတောင်းမတစိတ်ဆင်းတော့ကပြပါလားကင်းကင်းနဲ့ဒါကျွန်တော်တို့အပေါ်မှာ အမေလို့အမလို့အခင်လို့မိကောင်းဆွေကောင်းအမတမ်းမလေးစားစရာကျွန်တော်အနေနဲ့လေးစားစရာအမတမ်းမတန်ဖိုးထားစရာကျွန်တော်တစ်သက်ပူတယ် မေတ္တာတရားတွေပေးတဲ့ကျွန်တော်ရဲ့ပါရင်ဖြစ်ပဲဇနီးတွေသူပဲကျေးဇူးတင်လို့ခုနကကျွန်တော်တောင်းပန်လို့ပဲနေနေလဲကျွန်တော်တောင်းပန်တယ်။အားလို့နင့်ပုံပါအမလို့ကိုင်းကံဝစီကံမနောကံနေနဲ့ပြမဆော်ကကျုလို့ခဲ့ငါ့ကိုခုနပါကျွန်တော်ငဲတဲ့သူတော့တောင်းပန်။ဒါကဘာခေါ်လဲဆိုဟာမိမတဲ့ယောက်ျားတယောက်ကလက်အုပ်ချီတယ်လို့ကဂါရတရားဆိုတာမိမမှာမဟုတ်ဘူး။ယောက်ျားမှာမဟုတ်ဘူး။ခလေးမှာမဟုတ်ဘူး။ဖုန်းကြီးမှာမဟုတ်ဘူး။ပီလာရှင်မှာမဟုတ်ဘူး။အကြီးကျယ်မှာမဟုတ်ဘူး။ဂါရတရားဆိုတာလူတိုင်းမှာရှိတယ်။ အဲ့တော့ကိုကြီးမကိုကိုရဲ့ပိုင်ဖြစ်ဘက်ကိုပြန်ပြီးလှည့်အောင်စီပြီးတောင်းမန်တာအမန္တန်မကိုပဲမင်္ဂလာတရားနဲ့ညီမြတယ်လို့ကျွန်တော်တော့ခံယူပါတယ်အဲ့တော့ကျွန်တော်တို့တွေကပြောမဆိုမလုံမကင်ပါတယ်ရှိပါတယ်ကိုမိမမောင်ပေါ့ကိုသားသမီးမဟုတ်ပါဘူးခါလေးကျရင်သားသားတွေသမီးတွေကိုလည်းအစုံမိတဲ့အခါပြောမိတဲ့အခါစိတ်ဆုံးမှန်ဆုံးနဲ့ပြောမိတဲ့အခါလည်းကျွန်တော်ပြန်တောင်းမန်တာရှိတယ်မေးကြည့်ပါအားအဖေကိုခွန်းလို့နော်ဒီနည်းအကြောင်းတရားလေးရှိလို့ဖေကိုစိတ်မဆိုးနဲ့ဟိုကောင်ကအဲ့လိုပြောမျက်ရည်ကြောက်ပေါက်ပေါက်သမီးလည်းအဲ့လိုပဲ တင်းဖန်တဲ့အတင်းအဲ့လိုမျိုးကျွန်တော်အဲ့လိုတောင်းပန်တယ်။ဒါကြောင့်ဆက်ရှင်နေတာကာလပတ်လုံးမညုံမငင်မတောင်းမတပဲနဲ့အစအစအရာပန်ဖြူတဲ့ဇနီးတဲ့အထူးပဲကျေးဇူးတင်ပါတယ်။အာထားရတဲ့တရက်ပူ။ထားရတဲ့တရက်ပူတော့